လမ်းမဆက်သွင်းမှုပထူအနေထားကြောင့်အဲ့လိုဖြစ်သွားတယ်လို့ထင်ပါတယ်မျိုးနယ်စုကြားတဲ့အချိန်မှာလေခဲတလင်းဖြစ်နေတဲ့ပြဿနာလေးတွေနောက်တမိုင်းဆိုင်ရာအစာမချေမှုလေးတွေကိုနည်းနည်းလေးရှင်းဖွင့်ပြီးပြောပြခဲ့မှာဆွေးနွေးလို့ရတာပေါ့ရှင်းတမိုင်းဆိုင်ရာနှီးနှောဖလေပွဲမှာရှင်းလူမျိုးတွေရဲ့လူမျိုးစုစည်းရင်တိကျရနိုင်မှုအဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပြီးလူမျိုးစုစည်းရင်မှန်ကန်အောင်ရရှိနိုင်မှုဘာတွေလိုအပ်တယ်လဲဘလို့တည်ရောက်မှုတွေရှိနိုင်မှာလဲရှင်းလူမျိုးတွေရဲ့ လူမျိုးစုတွေကွဲပြားဘာသာစကားတွေခြားနားနေရပြီးများနေရတာကစည်းမှန်ရရှိနိုင်ဖို့ခက်ခဲနေတဲ့အချက်ပဲဖြစ်ပါတယ်။ဒီလိုဘာကြောင့်ကွဲပြားနေရတာလဲ။ဒီအကြောင်းကိုစလိုင်းအောင်လင်းကရှင်းပြပေးမှာပါ။ ဆင်းလူမျိုးတွေကမျိုးနွယ်စုတွေကလိုဆက်သွယ်ရေးတယောက်နဲ့တယောက်ထိတွေ့မှုများတယ်ဆိုရင်တော့ဘာသာစကားအဲ့လောက်ကွဲဖို့ကွဲကွဲမှာမဟုတ်ဘူး။သူကတယောက်နဲ့တယောက်တအုပ်စုနဲ့ဟိုတောင်းတောင်းမှရောက်သွားတယ်ဆိုလို့ရှိရင်နေတနေမှရောက်သွားတယ်ဆိုရင်တခြားနေရလူနဲ့မတွေ့နိုင်တော့ဘူး။အဲ့တော့ကိုယ်စကားနဲ့ကိုယ်ပြောကိုယ်အသုံးနှုန်းနဲ့ကိုဖြစ်ကုန်ရတာပေါ့နော်။အဓိကတော့ဟိုလမ်းမဆက်သွယ်မှုပထူအနေထားကြောင့်အဲ့လိုဖြစ်သွားတယ်လို့ထင်ပါတယ်။ချင်းလူမျိုးစုတွေကွဲပြားခြားနာနေလို့လူမျိုးစုစည်းမှန်ကံမရနိုင်ရင်စည်းမှန်ကံနိုင်မဲ့အချက်ကတော့ စလိုင်းရူဆန်ကအခုလိုပြောပြခဲ့ပါတယ်ဟိုနာမည်ကိုစုချင်တယ်ဆိုရင်ပေါ့နော် တော်တော်တော့ခက်ခဲပါလေလူတွေကကိုယ့် identity ကိုခေါ်ထုတ်ချင်ကြတာပဲစစ်စာရတာပဲဆိုတော့ဟိုနာမည်စင်းကတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ municipal ကိုယ်စားလှယ်တွေတွေ့ပြီးတော့တိတိကျကျညှိပြီးတော့စကားပြောပြီးတော့ဒါကတော့ဖယ်သင့်တယ်ဒါကတော့ဆက်ထားသင့်တယ်ဒါမှမဟုတ်မလိုအပ်ဘူးဆိုရင်အားလုံးကိုချင်းဆိုတဲ့တလုံးတွေပဲလုံးမလားဆိုတော့ကာယကံရှင်ဒေတာခံနေတဲ့ဒီအပွဲစည်းကြီးဂျားတွေကဒါနှိမ့်တိုင်းဆွေးနွေးမှုရဲ့ရလောက်ကိုပဲကျွန်တော်တို့အာကြိုးစားဖို့ပဲလိုတာပါဟောဒီပွဲလောက်တာကောင်းတယ်အားကြောင့် လဲဆိုတော့ဒါမျိုးနွယ်စုကြားတဲ့အထက်မှာလေခဲတလင်းဖြစ်နေတဲ့ပြဿနာလေးတွေနောက်တမိုင်းဆိုင်ရာအစာမကျေမှုလေးတွေကိုနည်းနည်းလေးရှင်းဖွင့်ပြီးတော့ပြောပြကြမှာဆွေးနွေးလို့ရတာပေါ့ရှင်းတမိုင်းဆိုင်ရာနှီးနှောဖလေပွဲမှာရှင်းလူမျိုးတွေဆင်းသက်ပြန့်နှံ့လာပုံဘာသာဗေဒရှင်းလူမျိုးတွေရဲ့နိုင်ငံရေးတမိုင်းကြောင်းနဲ့ရှင်းလူမျိုးတွေအကြဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်တွေကိုတင်ပြဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်ရှင်းတမိုင်းဆိုင်ရာနှီးနှောဖလေပွဲမှာလူမျိုးစုတွေဟာရွေးကောက်ပွဲနဲ့တက်ဆိုင်လာမှာမို့ ်ချင်းလူမျိုးစုစင်တွေမှန်ကန်နိုင်မှုဆန္ဒရှိနေကြတာပါအခုဒီလူမျိုးစုမျိုးနွယ်စုဆိုတာကအခုဒီနောက်ပိုင်းမှာဟိုအနဲ့သက်ဆိုင်လာမယ်ဒီရွေးကောက်ပွဲပေါ့လေအဲအဲ့ဒီမှာလူမျိုးစုကိုယ်စားလှယ်တွေเนาะလွှတ်တော်အမတ်တော်တွေအဲ့ဒီမှာလဲဟိုဒီအကျိုးသက်ရောက်လာမယ်အဲ့ဒါကြောင့်အမှန်ကန်ဆုံးဖြစ်အောင်ပေါ့လေအဲဖြစ်စေချင်ပါတယ်အဲ့ဒါ